ရေကနံပါတ်2ကိုနှိပ်ချပါဖြစ်ပါတယ်နံပါတ်2ကိုနှိပ်ထားလိုက်ပါပြီပြီးရင်နံပါတ်2မှာမီတာပရိုတန်လေးတိုးချပါဖြစ်ပါတယ်အမီတာလေးအတန်မြည်ပါတယ်နံပါတ်2ကအဆက်အသွယ်ရှိသွားပြီဖြစ်ပါတယ် Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပန်ကာခလုံးဖွဲ့စည်းတိဆောက်ပုံအလုပ်လုပ်ပုံကိုတင်ပြပေးပါဆိုပြီးတော့မိတ်ဆွေတယောက်ကတောင်းဆိုထားလို့တင်ပြပေးမှာဖြစ်ပါတယ်ဆက်လက်ရှုစားအားပေးကြပါဦး ီမှာစပွဲတင်ပံကာလေးတလုံးရောက်လာပါတယ်ဒီပံကာရဲ့ခလုတ်အလုတ်လုပ်ပုံကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဒီမှာဒီမှာပံကခလုတ်ကိုကြီးလိုက်မယ်ဆိုရင်ခလုတ်လေး၄ခုပါတော့တွေ့ရမှာဖြစ်ပါတယ်ဒီဘေဘအစုံဆုံးကခလုတ်ကတော့0ဒါမှမဟုတ်ရင်အပိတ်ခလုတ်ဖြစ်ပါတော့ off ခလုတ်ဖြစ်ပါတယ်ဒါကတော့နံပါတ်1 2 3ဖြစ်ပါတယ် နံပါတ်1ကိုနှိပ်လိုက်တာနဲ့ပန်ကနည်းနည်းလေးလဲမယ်နံပါတ်2ကိုနှိပ်မယ်ဆိုရင်ပန်ကမနှေးမမြန်လဲမယ်နံပါတ်3ကိုနှိပ်လိုက်မယ်ဆိုရင်တော့ပန်ကအမြန်ဆုံးနှုံးနဲ့လဲမှာဖြစ်ပါတယ်အဲ့တော့ဒီပန်ကခလုတ်လေးတွေဘယ်လိုလှုပ်လှုပ်လဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်အဲ့တော့ဒီပန်းကခလုတ်လေးတွေကိုဖြုတ်ထုတ်လိုက်မှာဖြစ်ပါတယ်။မာဒီပန်းကခလုတ်လေးတွေကိုဖြုတ်ထားပြီးဖြစ်ပါတယ်။ ဒီအတွင်ပိုင်းကားတလူပုံစံလေးမြင်ရမှာဖြစ်ပါတယ်။ဒါတော့ AC ဒီမှာ AC မီဂျိုဝင်လေးရှိပါတယ်။ AC မီဂျိုဝင်လေးကိုကြည့်လိုက်မယ်ဆိုရင်ပထမဆုံး AC ဂျိုးဝင်လေးချောင်းကတော့ဒီခလုတ်မှာလာပြီးတော့ဆက်ထားတယ်။ဆက်ထားတယ်။ဒီနောက်ထပ် AC ဂျိုးဝင်တစ်ချောင်းကတော့ဒီမှာ ဒီမှာ capacitor ကိုတက်ဆင်ထားတယ်ဒီပံကောက်ကိုသွားတယ်ကျူးတစ်ချောင်းမှာဆိတ်ဆက်ထားတာကိုတွေ့ရပါတယ်တစ်ချောင်းကတော့ capacitor ကိုသွားတယ်နောက်တစ်ချောင်းကတော့ပံကောက်ထဲကိုဝင်သွားတာဖြစ်ပါတယ်အဲတော့ AC ဝင်ကျူးကတော့သူ့ရဲ့အခန်းကဏ္ဍကတော့ပြီးသွားပြီဖြစ်ပါတယ်တစ်ချောင်းကခလုတ်ကိုလာတယ်နောက်တစ်ချောင်းကတော့ capacitor ကိုသွားတယ်ပြီးတော့ပံကောက်ထဲကိုဝင်သွားတာဖြစ်ပါတယ် ဒါတော့ AC ကျိုးဖြစ်ပါတယ်ပြီးရင်ဒီမှာပန်ငါးကနေထွက်လာတဲ့ကျိုးကငါးချောင်းရှိတာကိုတွေ့ရပါတယ်ခုနအနည်းတစ်ချောင်းကတော့ AC ကိုကျိုးနဲ့ဆက်ထားတယ်နော်နောက်ပြီးတော့နောက်ထပ်အဝိုင်းရတစ်ချောင်းကတော့ဒီ capacitor ရဲ့နောက်ထပ်ထိစတဲ့ကိုဆက်ထားတာတွေ့ရတယ်ဒါဆိုရင်ပန်ငါးကျိုး၅ချောင်းတက်နဲ့ချောင်းကတော့ပြီးသွားပြီဖြစ်ပါတယ် ဒီကြံတဲ့ဒီမှာ၃ချောင်းကြံတဲ့၃ချောင်းကဒီပန်ဃာရဲ့ခလုတ်တနည်းတော့မှချိတ်ဆက်ထားတာဖြစ်ပါတယ်ဒီညာဘက်အစွန်ကဒီညာဘက်အစွန်ကအစင်းရောင်လေးရတော့နံပါတ်၁ဖြစ်ပါတယ်ပြီးရင်အလယ်ကအဖြူရောင်ကျိုးလေးရတော့နံပါတ်၂ဖြစ်ပါတယ်ပြီးရင်ဒီဘယ်ဘက်အစွန်ဆုံးမိခိုးရောင်ကျိုးလေးရတော့နံပါတ်၃ဖြစ်ပါတယ်အဲ့တော့ပန်ဃာကျိုး ငါးကြောင်းကတော့အဲ့လိုချိတ်ဆက်ထားတာဖြစ်ပါတယ်အဲ့တော့ရောပံကကျိုးချိတ်ဆက်ပုံကိုကြီးလိုက်မယ်ဆိုရင် AC ကျိုးတစ်ချောင်းကတော့ဒီမှာခုနပြောသလိုပဲ capacitor နဲ့ချိတ်ဆက်ထားတယ်ပြီးရင်ပံကတဲ့ကိုပံက quantity ကိုဝင်သွားတာဖြစ်ပါတယ်ပြီးနောက်တစ်ချောင်းပဲကျန်ပါတယ်နောက် AC အဝင်ကျိုးတစ်ချောင်းကတော့ခလုတ်မှာတက်ဆင်ထားတာဖြစ်ပါတယ်ဒီခလုတ်လေးတွေကိုနှိပ်လိုက်မယ်ဆိုရင် ီ AC ဝင်ဂျိုးနဲ့ဒီပန်ကာဂျိုးတချောင်းချောင်းနဲ့အဆက်တွေမိပြီးတော့ပန်ကာလဲမှာဖြစ်ပါတယ်အဲ့တော့အစိမ်းရောင်ဂျိုးကနံပါတ်1ဖြစ်တဲ့အတွက်ကြောင့်မလို့ကြောင့်နံပါတ်1ကိုနှိပ်မယ်ဆိုရင်ပန်ကာနည်းနည်းလေးစပြီးတော့လဲမှာဖြစ်ပါတယ်ဒီအဖြူရောင်တက်ဆင်ထားတဲ့ခလုတ်ကိုနှိပ်မယ်နံပါတ်2ခလုတ်ကိုနှိပ်မယ်ဆိုရင်ပန်ကာကတော့မနှေးမမြန်လဲမှာဖြစ်ပါတယ်ဒီမိခိုးရောင်ကျိုးတက်ထားတဲ့ခလုတ်နှိပ်မယ်ဆိုရင်တော့ပန်ကနံပါတ်3အမြန်ဆုံးလဲမှာဖြစ်ပါတယ်အဲတော့ ်ဒီခလုတ်လေးဘယ်လိုလှုပ်လှုပ်လဲဆိုတာကိုဖြုတ်ပြီးတော့လေ့လာချင်မှဖြစ်ပါတယ်။ ordinary school လေးလောက်ဖြုတ်လာမှဖြစ်ပါတယ်။ဒီမှာပန်းကခလုတ်လေးထွက်လာမှဖြစ်ပါတယ်။အဲ့တော့ကုနာကပြောသလိုပဲအပန်းကခလုတ်ကိုကြီးလိုက်မယ်ဆိုရင်ဒါတော့အပိတ်ခလုတ်ဖြစ်ပါတယ်။ဒါတော့ number 1ဒါနံပါတ်2 ဒါတော့နံပါတ်3ဖြစ်ပါတယ်အပိတ်ခလုတ်နှိပ်တဲ့အချိန်မှာ तू ကပြန်ပြီးတော့ကန်လာတာဖြစ်ပါတယ် तू ကခံမနေဘူးဖြစ်ပါတယ်နံပါတ်3နှိပ်လိုက်မယ်ဆိုရင်တော့ခံနေတယ်ပိတ်ခလုတ်နှိပ်မှာပဲပြန်ပြီးတော့ထွက်လာတယ်နံပါတ်2ခလုတ်လည်းထုံနည်း၎င်းပဲဖြစ်ပါတယ် तू နှိပ်ထားလိုက်မယ်ဆိုရင် ခလုတ်လေးကအောက်ချပြီးတော့ခြံခဲ့တယ်ဒီအပိတ်ခလုတ်ကိုနှိပ်ပြီးမှပဲခလုတ်ကပြန်တက်လာတယ် နံပါတ်3လည်းအတူတူပဲဖြစ်ပါတယ်နံပါတ်3နှိပ်ထားလိုက်မယ်ဆိုရင်ခလုတ်လေးကအောက်ချပြီးတော့ကျန်ခဲ့တယ်အပိတ်ခလုတ်နှိပ်မှာပဲပြန်ပြီးတော့တက်လာတာဖြစ်ပါတယ်ဒီပိတ်ပေတဲ့ခလုတ်ကိုစိုက်တလောင်းနှိပ်သူကပြန်ပြန်ပြီးတော့တက်လာတာဖြစ်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်ဒီမှာကျွန်တော်ကြည့်ကြည့်မယ်ဆိုရင်ဒီမှာဒီနားမှာအထစ်လေးတစ်ခုရှိပါတယ်ခလုတ်နှိပ်ချရင်ဒီနားမှာခံနေဖို့အတွက်ဒီမှာ ဒီပိတ်တဲ့ခလုတ်မှာကျတော့ तू อ่ะအစ်စ်လေးမပါဘူးဖြစ်နေပါတယ်အဲ့ဒါကြောင့်မလို့ तू อ่ะပြန်ပြန်ပြီးတော့ကန်တက်တာဖြစ်ပါတယ်ဒီနံပါတ်1ခလုတ်ဒီလာကြည့်ရအောင်နံပါတ်1ခလုတ်ကကျတော့ဒီမှာတစ်လေးတစ်ခုရှိတယ် तू နှိပ်ချလိုက်တာနဲ့ဒီမှာလာ ပြီးတော့ခံနေတာဖြစ်ပါတယ်လုံးဝပြန်မကန်တော့ဘူးဖြစ်ပါတယ်ဒီအပိတ်ခလုတ်ကိုနှိပ်မှပဲဒီမှာဒီဘာဒန်းလေးဟာဟိုဘက်ရွှေ့သွားပြီးတော့ ဒီ cloud လေးကပြန်တက်လာတာဖြစ်ပါတယ်။နံပါတ်1လည်းအတူတူပဲဖြစ်ပါတယ်။နံပါတ်2ကလည်းဒီမှာနှိပ်ထားလိုက်တဲ့ဒီနားမှာအတက်လေးတစ်ခုခံနေတာဖြစ်ပါတယ်။ဒီဘာတောင်ဒီဖက်ရွှေ့ပြီးမှပဲသူကပြန်တက်လာမှာဖြစ်ပါတယ်။ဒီ cloud လေးကိုဒီအပိတ် cloud လေးကိုနှိပ်လိုက်ရင်ဒီဘာတန်းဒီဘက်ကိုရွှေ့ပြီးတော့ cloud လေးကပြန်တက်လာတာဖြစ်ပါတယ်။နံပါတ်3လည်းအတူတူပဲဖြစ်ပါတယ်။ ပန်ကကလောက်တရားဒီလိုပဲအလုတ်လောက်တာဖြစ်ပါတယ်ဒီမှာဒီဘာဒန်းလေးကိုဒီဖက်ရွေ့သွားအောင်ဒီမှာစပရင်လေးနဲ့တွန်းထားတာဖြစ်ပါတယ်ပြီးဒီပန်ကကလောက်လေးခုစလုံးရဲ့အောက်မှာဒီမှာစပရင်လေးတွေရှိပါတယ်ဖြီးလိုက်ရင်ပြန်ပြီးတော့တက်လာအောင်စပရင်လေးတွေတက်ထားပေးတာဖြစ်ပါတယ်အဲ့တော့ဒီမီဂျိုတုံးချောင်းနဲ့ဒီဖက်က AC အဝင်ကျိုးတစ်ချောင်းနဲ့ဘလို့ချိတ်ဆက်အလုပ်လုပ်တာလဲဆက်ပြီးတော့လေ့လာရအောင်ဒီမှာ AC အဝင်ကျိုးနဲ့ချိတ်ဆက်ထားတဲ့ဗားဒန်းတွေတခုရှိပါတယ်တစ်ဆက်တစ်ဆက်တဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်ပြီးရင်ဒီမှာဒီမှာတန်ပြားလေးတွေ၃ခုရှိပါတယ်ခလုတ်တင်းနဲ့၃အတွက်ဒီတန်ပြားလေးတွေရှိပါတယ်ခလုတ်လေးတွေကိုဖိချလိုက်မယ်ဆိုရင်ဒီတန်ပြားလေးတွေကဒီဒီဗားဒန်းနဲ့ လာပြီးတော့ထိသွားတယ်ကတ်သွားတာဖြစ်ပါတယ်ပြီးရင်အဆက်အတွေ့ရှိပြီးတော့ဘန်ကာကလဲတာဖြစ်ပါတယ်ဥပမာဒီနံပါတ်၁ကိုနှိပ်ကြည့်မှာဖြစ်ပါတယ်မှာနံပါတ်၁ကိုနှိပ်ထားလိုက်တာ ਨੇ ဒီတံပြားလေးဟာဒီဘာဒန်လေး ਨੇ လာထိပြီးတော့မီးအဆက်အတွေ့ရှိသွားတာဖြစ်ပါတယ်ပြီးရင်အပိတ်ကလေးကိုပြန်ပိတ်လိုက်တဲ့အခါမှာဒီ ီတံပြားလေးဟာဒီဟာနဲ့မထီတော့ဘူးခွာသွားတာဖြစ်ပါတယ်။ဒါဆိုရင်မီးအဆက်တွေမရှိတော့ဘူးဘန်ကလဲတော့မှာမဟုတ်ဘူးဖြစ်ပါတယ်။နံပါတ်1ကလည်းအတူတူပဲဖြစ်ပါတယ်ဒီမှာဒီမှာဒီနာတံပြားလေးဒီအောက်မှာလာကတ်သွားတယ်။ခလုတ်ပြန်ပဲလိုက်ရင်ပြန်ပြီးတော့ကွာသွားတယ်။နံပါတ်3လည်းအတူတူပဲဖြစ်ပါတယ်။ ဒီမှာတံပြားလေးကတ်သွားပြီဖြစ်ပါတယ်ဒီမှာခလုတ်ပိတ်လိုက်တာနဲ့ပြန်ပြီးတော့ကွာသွားပြီဖြစ်ပါတယ်အဲတော့ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါတယ်ပန်ကခလုတ်တွေဟာပန်ကခလုတ်တွေကတစ်မျိုးနဲ့တစ်မျိုးမျိုးစားတစ်မျိုးနဲ့တစ်မျိုးမတူကြပါဘူးဒါမဲ့အလုတ်လုတ်ပုံတဘောတရားတော့အတူတူပဲဖြစ်ပါတယ်အဓိကတော့မြေကိုချိတ်ဆက်ပေးမယ်ဖြတ်တောက်ပေးမယ်ဒီပန်ကခလုတ်တွေရဲ့အဓိကလုပ်ငန်းစဉ်ကတော့ဒီမြေကို ချိတ်ဆက်ပေးမယ်ဖြတ်တောက်ပေးမယ်အဲ့ဒါပဲဖြစ်ပါတယ်ပန်ငါကလုတ်တွေကဒီလိုပဲအလုပ်လုပ်တာဖြစ်ပါတယ်ဖွဲ့စည်းတိဆောက်ပုံကတော့မျိုးစားတစ်မျိုးနဲ့တစ်မျိုးမတူနိုင်ပါဘူးအော်ဒီပန်ငါကလုတ်တွေကလည်းတုံတုံရုံပြက်ခဲပါတယ်တစ်ခါတလေကြီးတွေမှာကြီးတွေဖုံတွေအရန်ကတ်ပြီးတော့ကောက်ကောက်မုံမုံအလုပ်မလုပ်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါဆိုရင်အချုပ်ဆက်မှာသုံးတဲ့ဆက်စီလေးတွေတုပ်ပေးလိုက်ရင်ပြန်ပြီးတော့ချောချောချူချူအလုပ်လုပ်မှာဖြစ်ပါတယ်ခလုတ်အလုပ်လုပ်ပုံကိုကျွန်တော်မီတာလေးနဲ့တိုင်းတာကြည့်လို့ရပါတယ်နောက်မီတာကိုအတံမြေစကေးမှာထားလိုက်ပါမယ်လောစဲကျောင်းပရိုတန်တစ်ချောင်းကို AC ကျိုးတစ်ချောင်းဝင်ထားတဲ့နေရာမှာ ပူထားလိုက်မှာဖြစ်ပါတယ်ပြီးတော့ခလုတ်နံပါတ်1နဲ့ ိုးချိမဲ့အတမ်းမမြည်ပါဘူးနံပါတ်2နဲ့တိုးချိမဲ့အတမ်းမမြည်ဘူးနံပါတ်3နဲ့တိုးချိမဲ့အတမ်းမမြည်ပါဘူးတကူးမှအဆက်အသွယ်မရှိဘူးအတမ်းမမြည်ဘူးဖြစ်ပါတယ်အဲ့တော့နံပါတ်1ခလုတ်လေးကိုနှိပ်ကြည့်မှဖြစ်ပါတယ်နံပါတ်1ခလုတ်ကိုနှိပ်ထားလိုက်ပါပြီပြီးရင်ဒီမှာနံပါတ်2ကျိုးမှာတိုးချိမှဖြစ်ပါတယ် ီမှာမီတာအတက်မြည်ပါတယ်ဒါဆိုရင်အဆက်အသွယ်ရှိတယ်ဆိုတော့သဘောဖြစ်ပါတယ်ဒီချိန်မှာနံပါတ်1တို့နံပါတ်3တို့တွားပြီးတော့တူကြည့်မယ်ဆိုရင်အဆက်အသွယ်မရှိပါဘူးနံပါတ်1ကိုနှိပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1ပဲအဆက်အသွယ်ရှိတာဖြစ်ပါတယ်အဲ့တော့ဒီ AC အဝင်ကျိုးလေးကတော့ဘုံဘုံကျိုးအနေနဲ့အလုပ်လုပ်ပေးတာဖြစ်ပါတယ်နံပါတ်1ချိန်တဲ့အခါချိန်မယ်နံပါတ်2ချိန်တဲ့အခါချိန်မယ်နံပါတ်3ချိန်တဲ့အခါ လက်စီချိန်မှာဖြစ်ပါတယ်ပြန်ပိတ်လိုက်ပါမယ်ခလုတ်ပိတ်ထားတဲ့အချိန်မှာဘယ်ကျိုးမှအဆက်အသွယ်မရှိဘူးဖြစ်ပါတယ်ရေကနံပါတ်2ကိုနှိပ်ချင်မှာဖြစ်ပါတယ်နံပါတ်2ကိုနှိပ်ထားလိုက်ပါပြီပြီးရင်နံပါတ်2မှာမီတာပရိုတန်လေးတိုးချင်မှာဖြစ်ပါတယ်နာမီတာလေးအတန်မြည်ပါတယ်နံပါတ်2ကအဆက်အသွယ်ရှိသွားပြီဖြစ်ပါတယ်ဒီချိန်မှာနံပါတ်3နဲ့နံပါတ်1ကတော့အဆက်အသွယ်ရှိမှာမဟုတ်ဘူးဖြစ်ပါတယ် ဟိုပြန်ပေးလိုက်ပါမယ်ပြီးနံပါတ်3နှိပ်ချင်မှာဖြစ်ပါတယ်နံပါတ်3နှိပ်ထားလိုက်ပါပြီပြီးနံပါတ်3ချိုးကိုတိုးချင်မယ်မီတာတက်မီတာကိုကြားရမှာဖြစ်ပါတယ်ဒီချိန်မှာတင်းတဲ့နှစ်ကတော့အဆက်တည်းမရှိပါဘူးအဲ့တော့ဒီခလုတ်လေးတွေကနံပါတ်1နံပါတ်2နံပါတ်3တလဲစီချိတ်ဆက်ပြီးတော့ပန်ကအနည်းမြန်ကိုထိန်ချုပ်ပေးတဲ့ပန်ကကိုဖွင့်ပိတ်လုပ်ပေးတာဖြစ်ပါတယ် တော့ကျွန်တော်ခလုတ်လေးပြန်ပိတ်လိုက်ပါမယ်ခလုတ်လေးကိုပြန်ပိတ်လိုက်မယ်ဆိုရင်တော့တခုမှအဆက်အသွယ်မရှိတော့ဘူးဖြစ်ပါတယ်အဲတော့ပန်ကခလုတ်ကတော့ဒီလိုပဲအလုပ်လုပ်ပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီပန်ကခလုတ်မီချိုးဘယ်လိုချိတ်ဆက်ထားလဲပြီးရင်ဘယ်လိုလှုပ်လှုပ်လဲဆိုတာကိုသဘောပေါက်လောက်ပြီလို့ယူဆပါတယ်တောင်းဆိုထားတဲ့မိတ်ဆွေလည်းဂျင်နာလိုက်မယ်လို့မျှော်လင့်ပါတယ် မရှင်းတာရှိရင်မေးမြန်းချင်တာရှိရင် အောက်မှာစာရေးထားခင်နိုင်ပါတယ်။ထပ်ပြီးတော့သိလို့တာရှိရင်အောက်မှာစာရေးထားခင်နိုင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ဒါကြောင့်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။